မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂုတ်တွင်းစခန်းကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ12ရက်နေ့မနက်9:30မိနစ်ခန့်မှာနောင်ချုံမြို့နယ်600ချုံဒုံးတက်ရင်ကနေဂုတ်ထိတ်ဂုတ်တွင်းစခန်းကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောင်းတက်မတော် TNL နဲ့ DPLA ပူးပေါင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ပြီးတော့ဂုတ်တွင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီဂုတ်တွင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းများနဲ့ လက်နက်15လက် RPG 7နှစ်လက်ငကြင်းမီးတစ်လက်60မမနှစ်လက်တို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်ဂုတ်ထိတ်ဂုတ်တွင်းစခန်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့3ချိန် MI-35 နဲ့4ချိန် Wildcraft နဲ့ ဘုံ64လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကြောင်မဲမှာရှိတဲ့အကြပ်ဘတ်စစ်ကောင်စီရဲ့900စခန်းကလည်းဂုတ်ထိတ်ကိုလက်နက်ကြီးနဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲနောင်ချုံမြို့နယ်နောင်ဩရွာအနီးတဝိုက်မှာလည်းတောင်းတမတော် DNA လေးနဲ့အကြပ်ဘတ်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မုံမိတ်မြို့အတွင်းအကြပ်ဘတ်စစ်ကောင်စီရဲ့စကခ21ခလိုက်ရ1နဲ့3နဲ့ ောင်းကံမတော် TNL PL MOD PDF ပူပေါက်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်မိုးကုံနဲ့မိုးမိတ်ချားမှရှိတယ်အကြမ်းဖက်စစ်ကောင်းစီရဲ့9မိုင်တပ်ဆက်ခန်းမှာလဲ60မမတလက်လက်နက်9လက် RPG 7နှစ်လက်နဲ့ခဲရများစွာကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်းစီကနောင်ချိုမြို့နယ်အုံမတိရွာနဲ့တဲခေါ်ရွာကိုလဲ MI 35ရဟတ်ရင်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာရှိတဲ့ကဘာကျော်ငပလီကမ်းခြေကိုအေအေကထိန်းချုပ်ပြီးတဲ့နောက်မှာဘီလီယံနဲ့ခြေပြီးတန်ဖိုးရှိတဲ့ကျဲသုံးဘွဲ့နဲ့ကျဲငါးဘွဲ့အဆင့်ရှိတဲ့ဟိုတယ်65လုံးကိုပိုင်ဆိုင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်တွဲမြို့နယ်အတွင်းငပလီကမ်းခြေဟာစစ်ကောင်စီရဲ့တပ်ရင်းနှစ်ခုသာရှိပြီးတော့အဲ့ဒီတပ်ရင်းများဟာခမရ966တပ်ရင်းနဲ့ခလရ95တပ်ရင်းတို့ဖြစ်တယ်လို့သိရပါဗျ။ ဲ့ဒီတရရဲ့နှစ်ခုစလုံးကိုအပီးပိုင်သိမ့်ပိုက်လိုက်ပြီးလို့အာရခတတ်တော် AA ကဇူလိုင်လ9ရက်နေ့နဲ့ဇူလိုင်လ17ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်ထားပြီးတော့ငပလီကန်းကြီးကိုထိမ့်ချုပ်သိမ့်ပိုက်နိုင်ပြီလို့သုံးသက်သူများကပြောဆိုထားပါတယ်သုံးသက်သူတို့ကတန်ရဲမျိုးနယ်အတွက်အဓိကမိန်တရရဲ့နှစ်ခုတည်းရှိတာအဲ့ဒီတရရင်တွေက AA ကသိမ့်လိုက်ပြီဆိုတော့ငပလီကန်းကြီးကိုထိမ့်ချုပ်နိုင်ပြီလို့ပြောလို့ရတယ် ထွက်ပြေးနေတဲ့သူတွေစစ်စခန်းငယ်လေးတွေကိုတော့မကြခင်ရှင်းနိုင်သွားမှာပါငပလီကမ်းခြေမှာကကျဲ၅ဘွဲ့အဆင့်ရှိတဲ့ဟိုတယ်နဲ့ကျဲ၃ဘွဲ့အဆင့်ရှိတဲ့ဟိုတယ်စုစုပေါင်း65လုံးရှိတယ်ဒါတွေကို AA ကတင်ပိုက်လိုက်ပြီပေါ့ငွေကြေးအဖြစ်ဘီလီယံနဲ့ချီမှာပဲနော်ဒါတွေက AA ရဲ့လက်အောက်ကိုရောက်သွားပါပြီလို့ပြောဆိုခဲ့ပါတယ်ဘီလီယံနဲ့ချီတဲ့တန်ဖိုးရှိတယ်ငပလီကမ်းခြေကကျဲ၅ဘွဲ့အဆင့်ရှိတဲ့ဟိုတယ်အများစုဟာစစ်ကောင်စီအုပ်စုနဲ့နီးစပ်သူများပိုင်ဆိုင်တာဖြစ်ပြီးတော့ရုရှားကအကောင့်ထဲပေါနေတယ်ငပလီကမ်းခြေကရုရှားအပန်းဖြေအင်ယာစီမံကိန်းဟာလည်းလက် က်လွတ်ဆုံးရှုံးရမှာဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်သုံးသက်သူတဦးကလည်းတန်တွဲမျိုးနဲ့ငပလီမျိုးကိုလက်လွတ်ဆုံးရှုံးရတာကစစ်ကောင်စီနဲ့ပြည်မတထေးကြီးတွေတနည်းအားဖြင့်စစ်ကောင်စီနဲ့ပေါင်းနေတဲ့ခရိုနီကြီးတွေအတွက်တော်တော်လေးကိုဆုံးရှုံးမှုကြီးမားမှာဖြစ်ပါတယ်။ဟိုတယ်ရဲ့တန်မိုးကိုကဘီလီယံနဲ့ချီပြီးတော့ရှိတယ်။ဒါကမြေကွက်ဖို့မပါသေးဘူးနော်။ထွက်ပြေးနေတဲ့သူတွေမောင်ရွှေလေးရေတန်းနဲ့ တန်တွဲအကျင်းတော်ကစစ်ကောင်စီစစ်စခန်းတွေကိုရှင်းလင်းပြီးတော့တန်တွဲမြို့နယ်တစ်ခုလုံးကို AA ကအပီးပိုင်သိမ်းနိုင်ပြီဆိုရင်အဲ့ဒီပိုင်ဆိုင်မှုတွေအကုန်လုံးက AA ကရရှိသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။မပလီကန်းကြီးကရုရှားအပန်းဖြေအင်ယာစီမံကိန်းကိုရုရှားမြန်မာချစ်ကြည်ရေးအသင်းနဲ့မြန်မာဘက်က Pressure of Ngapli Development Company ၊ရွှင်ပြောပြော Trading Company တို့က2023ခုနှစ်ဖေဖော်ဝါရီလမှာစာချုပ်ချုပ်ဆိုခဲ့ကြတယ်လို့သိရပါတယ်။ Ngapli ကန်းကြီးကအကြီးဆုံးဟိုတယ်ဖြစ်တဲ့ဂျင်ငါးပွင့်အဆင့်ရှိတဲ့ Jasmine Ngapli Resort စပယ်ပြူငပလီဟိုတယ်ကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့နှိစက်တဲ့ဦးကောင်းဆန်ကပိုင်ဆိုင်ပြီးတော့တထေးကြီးဦးအောင်ကိုဝင်းပိုင်နဲ့ ကမ်ဘောဇာအုပ်စုနယ်လဲဆက်နွယ်ကြောင်း BBC ရဲ့စောင်းပါမှာဖော်ပြထားပါတယ်။ Jasmine Ngapli Resort, Zabel View Ngapli Hotel ဟာမင်းအောင်လိုက် Ngapli ကမ်းခြေကိုလာရင်တဲခိုလေးရှိတဲ့ဟိုတယ်ဖြစ်ပြီးတော့ဒေါအောင်ဆန်းစုကြည်နဲ့ထိုင်းဘေးရန်တက်မတော်ကာကွယ်ဦးစီးချုပ်တို့လည်းတဲခိုခဲ့မှုတယ်လို့သိရပါတယ်။ကျန်၅ဖွင့်အဆင့်ရှိတဲ့ Zabel View Ngapli Hotel ဟာအခန်း62ခန်းအထိရှိကြောင်းဟိုတယ်နဲ့ခီးသွားလာရင်ဝင်ကြီးဌာနရဲ့အချက်အလက်များအရသိရပါတယ်။မြန်မာပြည်ကဘီလီယံနာတထည်ကြီးတွေဖြစ်ကြတဲ့ ဥဒေသဥချစ်ခိုင်ဥအောင်မျိုးမင်းတဲ့အမရာဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဥဝင်းအောင်ဥမြဟန်တို့ရဲ့ဟိုတယ်များလဲငပလီကန်းချိန်မှာရှိကြတယ်လို့သိရပါဗျ။ ဥအောင်မျိုးမင်းတင်ဟာစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့နီးကပ်သူဖြစ်ပြီးတော့သူ့မှာမြန်မာနိုင်ငံအနှံ့ဟိုတယ်ဆန်နှလုံးရှိကငပလီကမ်းခြေမှာလဲအမေးစိန်ဟိုတယ်ရှိတယ်လို့သိရပါဗျ။ဥအောင်မျိုးမင်းတင်ဟာတန်တွဲဟိုတယ်စုံဥက္ကဋ္ဌလည်းဖြစ်တယ်လို့မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်အငိမ့်စားဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့သားဥထွန်းနိုင်ရွှေအငိမ့်စားဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့သမီးဒေါ်နန္ဒာအေးရဲ့ဟိုတယ်များလည်းရှိနေတယ်လို့သိရပါဗျ။ အငိမ့်စားဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့တမီးဒေါ်နန္နာအေးပိုင်တဲ့ငပလီကန်းကြီးရဟိုတယ်မှာ Prestige Mermaid Resort Hotel ဖြစ်တယ်လို့သိရပါဗျ။ငပလီကန်းကြီးမှာကဘာကျော် Hilton Hilton Hotel လုပ်ငန်းစုနဲ့ပေါင်းပြီးတော့လေးစိတ်လန်းဈေးပြုံကုန်ရက်ွက်ထဲမှာဖွင့်ထားတယ်။ကျင်ငါးပွင့် Hilton Hilton Ngabali Hotel လည်းရှိကြောင်း BBC ကဖော်ပြထားပါဗျ။ ဟဲ့တဲ့ငပလီဟိုတယ်ကိုအေဒင်အုပ်စုကုမ္ပဏီဥက္ကဋ္ဌနဲ့မြမရှိဆောင်ဘန်ပိုင်ရှင်ဦးချစ်ခိုင်တို့ကပိုင်ဆိုင်ကြောင်းသိရပါတယ်။ဟိုတယ်အများစုဟာလင်းသာဈေးပြုံကုန်းနဲ့ဂျိတ်တော်စတဲ့ရက်ကွက်များနဲ့ငပလီကမ်းခြေတစ်လျှောက်မှာဖွင့်လှစ်ထားပြီးတော့တန်တွဲငပလီကမ်းခြေမှာဟိုတယ်အလုံးပေါင်း65လုံးနဲ့အခန်းပေါင်း2000ကျော်ရှိကအရခတက်တော် AA ကပိုင်ဆိုင်မှာဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းအရခတက်တော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အဲ့လမ်းညောင်လောက်ကင်ဘူးတွေအတွက်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းကိုနှိဆက်သူဖြစ်တဲ့အတွက်ဟိုတယ်နဲ့မြေပိုင်များအတွက်ပြန်ပြီးတော့စဉ်းစားပေးနိုင်တယ်လို့တုံးသက်သူများကပြောဆိုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်ကပြည်သူများဟာစစ်ဘေးတိမ်းရှောင်သွားပြီးတဲ့နောက်အကြမ်းဖက်ဆေးကောင်စီတပ်သားများကနေအိမ်နဲ့ဆိုင်ကမ်းများကိုစိတ်ကြိုက်ဖောက်ထွင်းနေပြီးတော့စစ်သားများစီဗီဘန်ကိုဖောက်ထွင်းနေတဲ့အချိန်တွေ့မြင်ခဲ့တဲ့ပြည်သူတအုပ်ပြစ်ခတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇူလိုင်လပိုင်းကစပြီးတော့စင်ကူးမြို့နယ်အတွင်းမှာတိုက်ပွဲများပြင်းထန်လာတဲ့အတွက်ကြောင့်မြို့ပေါ်နေပြည်သူအများစုဟာစစ်ဘေးတိမ်းရှောင်သွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်းနေအိမ်များနဲ့ဆိုင်ကမ်းများကိုစိတ်ကြိုက်ဖောက်ထွင်းကတံမိုးကြီးပစ္စည်းများကိုခိုးယူနေကြတယ်လို့သိရပါတယ်။ဇူလိုင်လ10ရက်နေ့ညပိုင်းကလည်း CB ဘဏ်ကိုဖောက်ထွင်းနေတဲ့စစ်သားများကိုစင်ကူးမြို့ပဲလော်ဖို့ဆိုင်ကအသက်60ကျော်အရွယ်ဦးထွန်းမင်းခေါ်ဦးတုတ်ကြီးကတွေ့မြင်သွားတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်သားများကတနက်နဲ့ပြစ်ခတ်ခဲ့ရာဝမ်းပိုက်ကိုကြီးထိမှန်ပြီးတော့ပြင်းထန်တဲ့ဒဏ်ရာနဲ့ မန္တလေးစေယုံကြီးမှာစေကူတမှုခံယူနေရတယ်လို့သိရပါတယ်။မြို့ထဲမှာတော့ပြည်သူတွေမရှိကြတော့ဘူး။စစ်အုပ်စုနဲ့ပြူစောတီးတွေကတော့ဖောက်ထွင်းခိုးယူတာတွေရှိနေတယ်။မြို့အလယ်ကပိတ်ထားတဲ့ဈေးဆိုင်တွေအကုန်ဖောက်ထွင်းခံရတယ်။ဆယ်ရက်နေညပိုင်းကလည်း CB ဘန်ကိုဖောက်တာပဲလော်ဖူဆိုင်ကတအူးကထွက်ကြည့်လို့တနက်နဲ့ပြစ်တာဝမ်းပိုက်ကိုထိမှန်ပြီးတော့မန္တလေးစေယုံကြီးကိုရောက်သွားပြီ။ပေလားရှင်လားတော့မသိရသေးဘူး။ပြည်သူတွေကတော့အကုန်ထွက်ကုန်ပြီ။စစ်ခွေးရဲခွေးနဲ့ပြူစောတီးခွေးတွေပဲကြံတော့တယ်။တိုက်ပွဲဆဖြစ်တဲ့အချိန်ပြည်သူတို့ချို့ရှောင်နေကြတာတချို့ပဲကြံတော့တယ်လို့စင်ကူးမျိုးနဲ့ မြေပြင်သတင်းမှန်ပြန်ကြားရေးကတောင်ရှိသူလူကပြောဆိုထားပါရယ်ဒါအပြင်ဇူလိုင်လ9ရက်နေ့မနက်ပိုင်းကလည်းအကြမ်းဖက်စစ်ကောင်စီကစင်ကူးမြို့အထက်ကကျောင်းနောက်ဘက်မှာရှိတဲ့စံကျောင်းဖုံးကြီးကျောင်းကိုလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးနှုတ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်9ရက်နေ့ကစစ်ခွေးတွေလေးကျောင်းကနေဘုံကျဲချလို့အထက်ကကျောင်းရဲ့အနောက်ဘက်စံကျောင်းဖုံးကြီးကျောင်းရဲ့မုတ်အဝင်းကိုဘုံသီးကြတာအမျိုးသမီးနှုတ်ဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်လာရှုံမြို့နယ်သိန်းနီမြို့နယ်မန္တလေးတိုင်းမိုးကုံမြို့တို့မှာအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လမ်းနက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၄ဦးသေဆုံးပြီးစာတင်ကျောင်းနယ်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့မနက်ပိုင်းမှာလာရှုံမြို့ရက်ကွက်ရှစ်မှာရှိတဲ့နေအိမ်တလုံးကိုအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လမ်းနက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်နေအိမ်တလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါရယ်။ရက်ကွက်30ထင်းရှုမြိုင်အိမ်ယာအနီးတစ်ဝိုက်ကိုလည်းလမ်းနက်ကြီး၅လုံးထက်မနည်းကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါရယ်။ ဇူလိုင်လ17ရက်နေ့ကလာရှိုးမြို့ရက်ကွက်1ရက်ကွက်30ရက်ကွက်8တို့မှာအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၄ဦးလက်နက်ကြီးကြီးစားထိမှန်တိတ်ဆုံးခဲ့ပြီးနေအိမ်တလုံးမီးလောင်ပျက်ကျခဲ့ရတယ်လို့သိရပါဗျ။ဗလားတူပဲဇူလိုင်လ17ရက်နေ့မနက်အစောပိုင်းတနာရီကမှကိုကက် MNDA ထိန်းချုပ်ထားတဲ့တိန်းနီမြို့မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်မှုကြောင့်အမှတ်1အထက်တန်းကျောင်းပညာရေးမှုယုံ မူလာရန်ကျောင်းတစ်ကျောင်းတို့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်မိုးကုံမြို့အရှိပိုင်းမင်းဒရာရက်ကွက်နယ်မြေ၃၀မှာအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိတော့လေမြို့မှာရက်ကွက်မှာရှိတဲ့နေအိမ်၅လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့၁၈ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကအရက်သားပြည်သူများကိုဥတီပြီးတော့လေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကြောင့်အရက်သားပြည်သူ58ဦးသေဆုံးက82ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် နေအိမ်တရားနှီးပါဟာလဲစစ်ကောင်စီပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ